ဲအားလုံးပဲမင်္ဂလာပါအဲ့တော့သူတို့နှွေဦးတော်လိုက်ပြီးဆုံးသွားပြီဆိုတဲ့သဘောတရားတွေကို IB မြောက်အောင်ရှေ့မှာပြောခဲ့တယ် BBC ကလည်းပြောသွားတယ်ပေါ့နော်အဲ့တော့အခုနောက်ဆုံးသူတို့အာမတန်မန်လျှော့သွားတဲ့ဇကားလေးကဘာလဲဆိုတော့အပြည်သူတွေအနေနဲ့ရွေးကောက်ပွဲယူစောင့်ကြည့်ကြပါပေါ့နော်ရွေးကောက်ပွဲကြီးစောင့်ကြည့်ကြပါရွေးကောက်ပွဲပြီးသွားတဲ့ချိန်ဒီစောင့်ကြည့်ကြပါဆိုပြောသွားတယ်အဲ့ဇကားလေးပေါ့သူပြောလိုက်မယ်နောက်ပြကြကျွန်တော်ဖွင့်လို့မယ်နော်အဲအခုဖွင့်လိုက်မယ်ဗျာ ကျွန်တော်တို့အနေနဲ့ဒီဒေါ်လာရင်းမှာဒီယူကောက်ဝဲမတိုင်ခင်ရောယူကောက်ဝဲအပြီးရောဘာကြီးပြောင်းလဲသွားမလဲဆိုတာဒီဇိုင်းမှန်မှန်ပြည်သူတရားလုံးကနေအဆောင်ကြီးနေဖို့လို့ခင်ဗျားတို့ပြည်သူညီပိန်းတွေကိုပြောနေတယ်နော်ယူကောက်ဝဲမတိုင်ခင်ရောယူကောက်ဝဲပြီးတဲ့ဒီရောစောင့်ကြည့်ကြပါလို့သူပြောတာအဲ့တော့ဒီစကားဆိုလို့ရင်းရရှင်းရှင်းလေးပဲယူကောက်ပွဲကိုသူတို့မနှောက်ရှက်တော့ဘူးလက်ခံရမယ်သူတို့ပြောနေတာကယူကောက်ပွဲကိုလက်ခံရမယ် ဒါပေမဲ့ရွေးကောက်ပဲပြီးသွားတဲ့နောက်ပိုင်းမှာဘာတွေဆက်ဖြစ်လာမှာလဲဆိုတာတွေကိုလည်းပဲပြည်သူတွေစောင့်ကြည့်ရမယ်ဆိုတဲ့အတိတ်ပဲဆက်ပြောသွားတာဒါဆိုရင်သူတို့တွေကဒေါ်လာရေးမနိုင်တော့တဲ့အတွက်ကြောင့်ရွေးကောက်ပွဲကိုဖျက်မယ်ဆိုတဲ့ဖျက်လို့ဖျက်စီးလုံးမယ်ဆိုတဲ့ရည်ရွယ်ချက်တွေကနော်ရေးမှာအယုတ်ရေးသလိုပျောက်ပြယ်ပြီးတော့ရွေးကောက်ပွဲပြီးရင်ကျွန်တော်တို့ဘာဆက်လုပ်မယ်ဆိုတဲ့အကြောင်းကိုပဲသူတို့စဉ်းစားနေတဲ့အပိုင်းဖြစ်သွားပြီနော်ရွေးကောက်ပွဲကိုသူတို့ကြော်လို့မရတော့သို့တော်ညာလည်းပဲရွေးကောက်ပွဲပြီးသွားလို့အရက်သားအဆိုးရသည် တက်လာပြီဆိုရင်နော်ကုလသမဂ္ဂကလည်းအဲ့ဒီတရားဝင်အယသာအစိုးရကတန်ခင်းတမန်ခင်းတွေကိုကုလသမဂ္ဂမှာတရားဝင်ထိုင်ခွင့်ပြုရတော့မယ်အဲ့ဒါကြာရင်ဟိုမှာရှိတဲ့ဂျောင်းထဲမှာထမင်းအောက်မှာပုံးနေတဲ့ကြော်မိုးထုံးဆိုတဲ့ကောင်ကလည်းပဲအော်တိုဖားခံရမယ်ပျောက်သွားတော့မယ်ပြည်ပြေးဖြစ်သွားမယ်တတိယနိုင်ငံကိုပြေးရတော့မယ်ရွေးကောက်ဝယ်ပြီးရင်ပြည်တွင်းထဲမှာရှိတဲ့ဗရက်မှန်သမ ्या ဒီလည်းပဲတပုံစီရင်တရားဝင်ပေါ်မှာဖြစ်သလိုနော်ဒီအရက်တရားဝင်ရသားစုကတက်လာတာ ဖြစ်တဲ့အတွက်ကြောင့် ဲ့ဒီအယသာဆိုရကဒီပြည်ပြေးတွေနော်ဒီအန်ယူဂျီအဖွဲ့ဝင်တွေဇေမအောင်တို့ဘာတို့ညာတို့ကိုဖမ်းပေးပါဆိုရင်တော့ပြည်သူ့အတင်တဲ့တရားဝင်အစိုးရတွေအတွက်ကြောင့်အားလုံးကိုဖမ်းခံရတော့မှာဖြစ်ပါတယ်အဲ့တော့သူတို့ရွေးကောက်ပွဲပြီးွားလို့ရှိရင်သူတို့ဘာဆက်လောက်ကြမှာလဲဆိုတာကိုသူတို့စဉ်းစားနေပြီနော်ဒါကြောင့်မလို့ညီပိန်းပြည်သူတွေကိုသူကပြောတဲ့စကားကရွေးကောက်ပွဲပြီးတဲ့အထိပြီးသွားရင်ရောဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ကြဖို့ ော် IV မြတ်အောင်ပြောတဲ့ဇကားလေးဖြစ်ပါတယ်။ဘယ်အဲ့လိုပဲဒါ reform လုပ်မယ်လို့ပြောပြီးတော့အခုဒီနာစီးနေတဲ့ AUG တွေပါဆက်လုပ်မလဲပေါ့။သူ reform လုပ်ရင်တော့ဖြင့်ဒီဒေါ်လာရင်းထဲမှာရောင်းနေကြပါပဲ။နော်ခွေးကြကြပါပဲ။အဲ့တော့ဒီသူရှိရာသခိုးတွေအဲဖော်ရီစာလေးမှာလည်းအဲ့လိုမျိုးချင်းချင်းလှည့်ပတ်ပြီးတော့လူတွေချပြီးတော့ကဲ AUG ကပြန်လဲပြန်လဲဖွဲ့စည်းတာမလုပ်ဘူး။ နော်ပြန်လဲတိဆောက်တာမလုပ်ဘူးဆိုရင်တော့တော်လန်ကြီးကခွေးကြကြမှာတော်လန်ကြီးကခွေးကြကြမှာတော်လန်ကြီးကခွေးကြကြမှာသူပြောသွားတယ်နော်အဲ့တော့အယူကြီးကအခုချိန်မှာဘယ်လိုလုပ်ပြန်ပြီး reform လုပ်ပါလဲတန်ခိုးတမန်ကြီးမှာကြစချုံးသွားတဲ့အယူကြီးကဘယ်လိုလုပ် reform လုပ်ပါလဲကဲအောင်မျိုးမင်းစောက်ချောက်ကဘာပြောလဲရိုဟင်ဂျာတွေကိုသူတို့အာဏာရရင်1980နိုင်ငံသားဥပဒေကိုပယ်ဖျက်ပေးမယ် မှတ်ပုံတင်စနစ်ကိုဖျက်ပေးမယ်မှတ်ပုံတင်စနစ်ဆိုတာက discriminate လုပ်ထားတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့် discriminate မရှိစေရဘူးခွဲခြားဆက်ဆံမှုတွေမရှိစေရဘူးမှတ်ပုံတင်စနစ်ပါဖျက်ပေးမယ်ဆိုပြီးတော့ဂျင်းတွေထည့်ထားတာဘင်္ဂလီခေါ်ရိုဟင်ဂျာတွေကိုတွားပြီးတော့ဟိုကလည်းပတ်စံရဖို့သူတို့ကြိုးစားရတာအခု9နှစ်တာကာလမှာဘာမှမအောင်မြင်ခဲ့ဘူးကိုကောင်တွေကနိုင်ငံလိုချင်တဲ့ကောင်တွေကအဲ့လိုတသက်လုံးကျွေးမွေးထားနိုင်ပါမလား မဖြစ်နိုင်တော့ဘူးလေဒီမှာအရသာအစိုးရတက်လာပြီဆိုတော့အဲ့တော့ဘလို့မှ reform အခုမှပြန်လုပ်ပြန်လုပ်လို့မရတော့ပါအချိန်တွေအရင်နှောင်းသွားပါပဲဒါတွေကိုတက်မတော့အောင်ဆောင်ကာကျုပ်ကြီးကတိတဲ့အတွက်ကြောင့်စိတ်ရေးကိုစိတ်ရေးနဲ့အရင်မဖြည့်ရှင်းပေးနဲ့စိတ်ရေးကိုတန်ကင်းတမန်ကင်းနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းလိုက်တဲ့အတွက်ကြောင့်တက်မတော်ရဲ့ခေါင်းဆောင်ကာဝေးဦးစီးကျုပ်ကြီးကကဘာမှာမျက်နှာပန်းလှပြီးတော့ဒီတော်လန်ရေးကိုတူတိုက်ပွဲရနေပြီးတော့ ကိုတိုက်ပွဲပြန်လှုပ်ပြီးတော့ကို့အရှုံးကသူ့ကို့အရှုံးကနေသူ့အရှုံးပြန်လှုပ်သွားတဲ့စစ်ကောင်းဆောင်ကြီးနော်စစ်ကောင်းဆောင်ကြီးအရေးချင်းရှိတဲ့စစ်မဟာဗျူဟာကျမ်းလို့ခေါ်တယ်စွန်စုကြီးတဲ့ကျမ်းတွေရလို့ပေါ့ခေါင်းဆောင်တယောက်ဆိုတာကတဲ့နော်တိုက်ပွဲကိုနိုင်အောင်တိုက်နိုင်တယ်ဆိုတာဖြတ်ကိုအကြရှုံးနေနေနဲ့နော်စစ်တိုက်ဆရာမလိုဘဲနဲ့ကို့ရဲ့နေမီတွေကိုတို့မို့အောင်ပွဲတွေကိုအောင်နိုင်ခြင်းရာ စစ်ကောင်းဆောင်တယောက်ကနော်စစ်သူကြီးတယောက်လို့ तू ကပြောတာပါစစ်သူကြီးတယောက်ရဲ့စစ်မှန်တဲ့အရေးချင်းဖြစ်တယ်လို့ तू ကပြောသွားတာဒါစွန်စုရဲ့ကြမ်းနေမှာအခုလည်းအဲ့လိုပဲစစ်တိုက်ဆရာမလို့ပဲနဲ့အကုန်လုံးကိုတန်ကြီးတပတ်ခင်းနဲ့ရယူသွားတာနေနေတွေရှမ်းမြောက်တကွင်ဖြစ်ဖြစ်စဉ်အကုန်လုံးကိုတိုက်ကြတာဆိုနည်းနည်းပါးပါးပဲတိုက်တာနော်အဲ့ဒါပါတယ်စွန်စုကြမ်းနေရအလိုရကြည့်မယ်ဆိုရင်ကာကိုကြီးဥသိချုပ်ဘိုးချုပ်မူကြီးဦးမင်းအောင်လိုင်ကစစ်သူကြီးတွေထဲမှာမှာ မဟာမဟာစစ်သူကြီးတယောက်ဖြစ်သလိုမြမတမိုင်းမှာလည်းပဲဥနေဝင်းဥတန်းရွှေဥသိမ့်စိန်တို့ကသူတခိသူ့ခါမှာတော်ခဲ့ကြတယ်ဆိုတော့ညာလည်းပဲအဲ့ဒီခိတင်တို့ကစီးပွားရေးပိတ်ဆို့ထားပြီးတော့ထီထီတိဆောက်ခဲ့ရတာဗျနော် globalization မသွားသေးဘူးကိုကိုချန်နေပါပဲကိုကကိုဖွံ့ဖြိုးအောင်လုပ်ကြတာအခုက globalization ခေတ်ကြီးမှာမီဒီယာခေတ်ကဘာကြီးနဲ့ရင်ပေါင်တတ်နေတဲ့ခေတ်ကြီးမှာ နှလုံးရည်ရောလက်ရုံးရည်ကိုကောင်းကောင်းအတုံးချပြီးတော့တန်ကင်းတမန်ကင်းကိုနတ်ဇာကအစုရကြီးကအရင်ဦးဆုံးအောင်မြော်လုတ်ခဲ့တာဖြစ်ဖြစ်တဲ့ကြောင့် reform လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ်ဘလို့ပဲလုပ်ရဲဖြစ်နတ်ဇာကဘက်ကအတာကြီးနဲ့အတာကြီးနဲ့ကစားနေရတာဖြစ်ပါတယ်နော်နော်အန်ယူဂျီအား29လောက်တွင်းနေဆိုရင်နတ်ဇာက89လောက်တွင်းထားတာဖြစ်ဖြစ်တဲ့ကြောင့်ပြိတ်သက်ကလည်းပဲနော်89လောက်တွင်းထားတဲ့သူဘက်ကိုမျက်နှာသာနေပြီဗျာ ဒါကြောင့်မလို့ NUG က reform လုပ်ဖို့လည်းမဖြစ်နိုင်သလိုမြန်မာဇက်ကုံကြီးကနေပြီးတော့မကြခင်မှာပျောက်ဆုံးတော့မှာဖြစ်ပါတယ်။ NUG ပျောက်လို့ရှိရင်တော့ NCGU ပြီးတဲ့ပူဆိုးတဲ့ပျောက်ချင်းမလာနဲ့ပျောက်ဆုံးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲ။အရင်တော့က NCGU ပြီးတော့ကကြားဖြတ်နေပါတယ်ဆိုတာခင်မစားသေးဘူး။နော်။ဒီဘက်ခင်မှာကြားပြန်ခက်စားနေပြီကဘာရရမှာ။နော်။အဲကြားပြန်ကိုနော် ကြားပြန်ခေါင်းဆောင်မှန်တယ်မြ။ကြားပြန်နေကို နောက်ဆုံးဘလို့နှိမ်နေလဲဘလို့စီမံလဲဆိုတာတွေကနောက်ဆုံးသိလာပါလိမ့်မယ်နော်အဲ့တော့ဘလို့စီမံလို့စီမံမှမသိပဲနဲ့ဖမ်းသွားတယ်ဆိုတာတော့ပဲသိပြီးတော့အစအနပျောက်သွားမယ်အယူကြီးအစိုးရအစင်းကိုဝင်သွားတော့မှဖြစ်ပါတယ်ကဲအဘိမြတ်အောင်ရဲ့ကစားကားလေးကိုနည်းနည်းလေးကျွန်တော်ဆက်ကြရအောင်ဟောဘိုးဘဘသာချမ်းသာတော်တဲ့ဟာလေးကိုတော့တို့မဖဲတော့ပဲနဲ့တပောင်းသူအမြတ်မလုပ်ပဲနဲ့ဒီတိုင်းနေမယ်ဆိုရင်တော့ ်ကမိုင်းမှာအဓိကတရားခံနေနေရာမှာလည်းသူလည်းပါလာမှာပဲမေအောင်လိုင်းနဲ့ပူတွေ့ပြီးပြီးတော့ဖတ်ပြီးနေနေထိုင်နာမည် list ထဲမှာပါလာနိုင်မယ်နော်ဒါပြည်သူတွေကတော့အကုန်လုံးရှင်းရပေါ့ချပြန်ဆုံးနိုင်မယ်အရအောင်နော်ကျွန်တော်တို့အောင်ရှင်းနေမင်းတို့ပေါ့ချဆုံးဖို့တော့မင်းတို့အခွင့်တာမှာမဟုတ်အဲ့ဒီလိုပဲဟို88တောင်းကလည်းအဲ့လိုပဲပြောခဲ့ကြတာပဲ NCGV အစိုးရနော်နောက်ဆုံး ICGV ကဘောပြန်မှာတော့ဘယ်သူမှဘောက်စာဆုပ်လို့မရတော့ဘူးဘောက်စာဆုပ်ဖို့လည်းအခွင့်အရေးမရှိတော့ဘူးအကုန်လုံးကထမင်းစားဖို့ပဲပျံလှဲ့သွားတာ အဲမင်းတို့တွေလည်းအဲ့လိုစကားတွေအခုပြောတယ်အဲနောက်ကြရင်မင်းတို့အယူကြီးကလည်းအော်တိုသူကသူဘယ်လိုပြောက်လို့ပြောက်သွားမှမသိဖြစ်သွားပါမင်းတို့ဘောက်ချာဆုတ်လို့တော့ရမှာမဟုတ်ရှာလို့တော့တွေ့မှာမဟုတ်တော့နော်အခုချိန်တော့မင်းတို့စားကောင်းအိတ်ကောင်းအောင်နော်ခွက်ခေါက်လို့ကောင်းအောင်စကလုံးလှလှလေးတွေပြောထားကြပါကွာနော်လူငယ်တွေရဲ့အသက်တွေရင်းပြီးတော့ဟဲ့အလုံးလုံးတည်းရာသမျှနဲ့ရာသမျှတည်းကအစဉ်ပြေတော့ခွဲလူတယ်နိုင်ငံရေးကိုစောင့်ကြည့်တယ်ကျွန်တော်ပြည်သူတယောက်ပဲအတွက်ကျွန်တော်ပြည်သူတယောက်ကြည်ရမယ့်တာဝန်နဲ့ခြေပြီးပြီး အဲ့တော့ဒီတိုင်းပဲကျွန်တော်ဒေါ်လာရေးရနေပြီးတော့ဟိုမဆုတ်ခွာပဲနဲ့တရားကြောင့်စောင့်ကြည့်နေတဲ့အချင်းချင်းကျွန်တော် message တွေပေးနေမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီကဲဒီလောက်ဆိုရင်တော့နော်အဲတော်လန်ရေးရဘလောက်ထိတောင်ညီကုန်းချုပ်နေပြီလဲဆိုတာတယောက်ဝီးတယောက်ရဲ့ဇကားတွေကို online မှာအားလုံးမြင်ကြတွေ့ကြမှာပါနော်အဲ့တော့အကုန်လုံးอ่ะနော်ဟိုတနေ့ကလည်းပဲအဲမျိုးထိုက်တန်သိနော်မျိုးထိုက်တန်သိ လိုက်လွတ်နေတဲ့အချိန်မှာအောက်ကပြည်သူတယောက်ကနေပြီးတော့အဲဒေါက်တာဇော်ဝေစုလက်စားရတယ်အဲ့ဒါကိုဖြည့်ရှင်းခိုင်းပေးပါလို့ပြောတော့အမမျိုးထဲတော်သိတခါတည်းပေါ်တင်ပြောတာအဲ့ဒါကျွန်တော်မသိဘူးအဲ့ဒါခမရတို့သူ့ကိုသွားပြောအဲ့ဒါနဲ့ဒေါက်တာဇော်ဝေစုခမရကိုပြည်သူတွေကပြောနေတယ်ခမရဒီကိစ္စကိုဖြည့်ရှင်းပေးပါလို့ပြောအဲ့လိုပေါ့ဗျာသူတို့တော်လိုင်းကြီးကဟိုကလေးကလည်းဒီပုံစံနဲ့ပဲအခုလည်းဒီပုံစံနဲ့ဘာမှမပြောင်းလဲသွားတဲ့ဒီမှာနေပိုင်ဆိုင်ထားတဲ့နေမေးတွေအကုန်လုံးတော့တက်မတော်ပြန်ယူသွားပြီ။ ရွေးကောက်ပွဲလေဒုတိယအတုတ်တော်ကျဲပါဖို့အခုတည်းကကြိုးတွေစီစီနေပြီပထမတုတ်တော်မဟုတ်ဘူးနော်ဒါဆိုရင်မြမတက်မတော့ဘလောက်ထိရာခိုင်နှုန်းအောင်ပြီပြီလဲဆိုတာကိုတော့နော်အားလုံးလည်းသိနေပြီသားဖြစ်ပါလိမ့်မယ်ဒီလောက်ဆိုရင်တော့ကျွန်တော်ဒီ reaction လေးကိုဒီမှာတဲ့အဆုံးသက်ချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မဟာဗမာချင်းကြော်နေပါ